မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ကြောက်ခွင့်မကောင်းခြင်းရဲ့ရှိပြလက္ခဏာတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ကြောက်ခွင့်ရောဂါရဲ့ရှိပြလက္ခဏာတွေအကြောင်းမပြောခင်ကြောက်ခါကခန္ဓာကိုယ်အတွက်ဘယ်လိုလုံငန်းဆောင်တာတွေကိုလုံဆောင်ပေးတယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်နော်။ကြောက်ခဆိုတာကတော့ခန္ဓာကိုယ်နောက်ကြောယုံမကြီးရဲ့အောက်ပိုင်းကတစ်ဖက်တစ်ချက်စီမှာတည်ရှိနေတဲ့ ကိုရင်းကအစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ကြောက်ကဲ့အနေနဲ့ကျမတို့ခန္ဓာကိုယ်ကျန်းမာသန့်စွမ်းစေဖို့အတွက်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ပေးလျက်ရှိပါတယ်။ကြောက်ကဲ့ရဲ့အဓိကလုပ်ငန်းဆောင်တာတွေကတော့ခန္ဓာကိုယ်အတွင်းမှာအညစ်အကြေးတွေအစိပ်အတောက်တွေကို စီးပြင်းနဲ့စွန့်ထုတ်ပြစ်နိုင်အောင်ဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်။ဒါ့အပြင်ကြောက်ကဲ့အနေနဲ့ခန္ဓာကိုယ်အတွင်းမှာရေဓာတ်အငတ်ဓာတ်ပိုတက်ဆီယမ်တို့ရဲ့ပမာဏကိုထိန်းချုပ်ပေးပြီး ွေးပေါင်ချင်ကိုထင်းညီပေးတယ်ဟော်မုန်းကိုလည်းထုတ်လွှတ်ပေးလျက်ရှိပါတယ်တောက်ကဲ့ရဲ့နောက်ထပ်လုပ်ငန်းဆောင်တာတစ်ခုကတော့ကျမတို့ခန္ဓာကိုယ်အနေနဲ့ကယ်ဆီယမ်ကိုဆုပ်ယူနိုင်ဖို့အတွက်ဗီတာမင်ဒီကိုထုတ်လွှတ်ပေးခြင်းဖြစ်ပါတယ်လက်ရှိအချိန်မှာကြောက်ခွယောဂါကိုခံစားနေရသူလူဦးရေတန်းချီပြီးရှိနေခဲ့ပြီဖြစ်ပါတယ်။ကြောက်ခွယောဂါရှိနေသူ၁၀ယောက်မှာ၉ယောက်ကကိုယ့်ကိုယ်ကိုမသိဘဲ၁ယောက်ကသာသိနိုင်ပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ယောဂနုနေတဲ့အချိန်မှမသိပဲယောဂရင့်လာတဲ့အချိန်မှသာသိတာမို့လို့ပါဒါကြောင့်တောက်ကယောဂရဲ့ရှိပြလက္ခဏာတွေကိုသိဖို့လိုအပ်ပါတယ်တောက်ကယောဂရဲ့ရှိပြလက္ခဏာတွေကတော့နံပါတ်1မောပန်းလွယ်ခြင်းတောက်ကကခန္ဓာကိုယ်ထဲဟာအညစ်အကြေးတွေနဲ့အစိတ်အတော့တွေကိုဆွန့်ထုတ်ပါတယ်တောက်ကယောဂဖြစ်လာတဲ့အခါဒါတွေကိုမဆွန့်ထုတ်နိုင်တာကြောင့်ခန္ဓာကိုယ်မှာ အညစ်အကြေးစိတ်ဓာတ်တွေစုပေါင်းလာပါတယ်။ဒီအခါလူကနှုံးတာ၊မောပန်းလွယ်တာ၊အာယုံမဆူဆိုင်နိုင်တာစတာတွေဖြစ်တပါတယ်။တောက်ပတ်ယောဂခန်းစားနေရသူက အနီးမီးယားလို့ခေါ်တဲ့သူရနေယောဂဖြစ်တတ်တာကြောင့်လူကိုမောပန်းစေပါတယ်။နံပါတ်၄စီခနာခနာသွားခြင်းကြောက်ကကစီးကိုဆွန့်ထုတ်တာကြောင့်ကြောက်ကထိခိုက်တဲ့အခါမှာစီးတွေခဏခဏသွားကျင်လာတတ်ပါတယ်အထူးသဖြင့်ညဘက်မှာ စိကနာခဏသွားတယ်ဆိုရင်တော့ဒါဟာကြောက်ကြစ်ခိုက်တဲ့လက္ခဏာတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ဒါပေမဲ့ညဘက်မှာရေ၊ကော်ဖီ၊လက်ဖက်ရည်အတောက်များရင်တော့လည်းကောင်းစိလဲချောင်းပုံဝင်နေရင်တော့လည်းကောင်းအမျိုးသားတွေမှာစိတ်ကြိတ်ကြီးရင်တော့လည်းကောင်းစိကနာခဏသွားရတတ်တာကြောင့်စိသွားတဲ့အခြေအနေအတွက်ညတိုင်းတော့ကြောက်ကြစ်ခိုက်တယ်လို့အယူဆသင့်ပါဘူး။နံပါတ်3အစားအသောက်ပြတ်ခြင်းကြောက်ကရဲ့လုပ်ငန်းဆောင်တာဖြစ်တဲ့ ခန္ဓာကိုယ်တွေကအညစ်အကြေးစိတ်တောက်တွေကိုအပြည့်အဝဖျားဖို့အတွက်အားနည်းသွားတဲ့အခါမှာဆိုရင်တွေးထဲမှာအညစ်အကြေးစိတ်တောက်တွေစုပေါင်းလာပါတယ်။ဒါကြောင့်မို့လို့လူက အစာမစားချင်တော့ပဲအစာအသောက်တွေ ပြက်လာမှာဖြစ်တယ်။နံပါတ်၄အိပ်ပျော်ဖို့ခက်ခဲခြင်းတောက်ခတ်တိခိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာအညစ်အကြေးတွေ အစိမ့်တောက်တွေစုပေါင်းလာတတ်ပြီးဒါဟာအိပ်ပျော်မှုကိုခက်ခဲစေတတ်ပါတယ်။နံပါတ်၅ကတော့ပြုတ်အပ်ခြင်း တော်တော်များများကပြုတဲ့အန်လေဆိုရင်အစာရေမကောင်းဘူးဥလန်းချောင်းမကောင်းဘူးလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ပြုအပ်ခြင်းကကြောက်ခွက်အားနေတဲ့အခါခံစားရတတ်တဲ့ယောဂါတစ်ခုပဲဖြစ်ပါတယ်။နံပါတ်6စီးရဲသွေးပါခြင်းပုံမှန်အားဖြင့်ကြောက်ခွက်ကအညစ်အကြေးတွေအစိတ်တောက်တွေပဲဆွတ်ထုတ်ပေမယ့်ကြောက်ခွက်ထိခိုက်တဲ့အခါမှာတော့သွေးတွေယိုစိတ်လာတတ်ပြီးစီးရဲမှာသွေးပါလာတတ်ပါတယ်။ ဒါပေမဲ့စီးထဲမှာသွေးပါခြင်းကစီးကြောက်တယ်ခြင်းကင်းစာစရာတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။နံပါတ်9စီးမြုပ်ထခြင်းစီးသွားတဲ့အခါအမြုပ်ထတာစီးရောင်နောက်တာတွေကစီးထဲမှာအသားတက်ပါတဲ့လက္ခဏာတွေဖြစ်ပါတယ်။တောက်ွက်ရောဂါဖြစ်တဲ့အခါအယ်ဘူမင်လို့ခေါ်တဲ့အသားတက်ကိုမထိန်းနိုင်တာကြောင့်စီးထဲကနေပါလာတတ်ခြင်းဖြစ်ပါတယ်။နံပါတ်10အသားတွေ၆ထွေရရခြင်း တောက်ကအားနေတဲ့အခါသွေးထဲမှာအဆိတ်တောက်တွေအညစ်အကြေးတွေသတ္ထုဓာတ်တွေများလာပါတယ်။ဒါကြောင့်အရင်များ၆တွေ့လာမယ်။နည်းနည်းကျန်းလာမယ်။ရိုင်းရင်မှုတွေကိုခန်းစားရမှာပဲဖြစ်ပါတယ်။နောက်ဆုံးအချက်ဖြစ်တဲ့နံပါတ်9ကတော့မြင့်လို့တော့ဝိုင်းနေခြေထောက်များဖောင်းလာခြင်း။တောက်ကပြက်လို့ကြောက်ကကရေမဆွထောက်နိုင်တဲ့အခါခန္ဓာကိုယ်ထဲမှာရေတွေများလာပါတယ်။ဒီအခါမှာတော့ peri-orbital edema လို့ခေါ်တဲ့ ညလုံးတော်ဝိုင်းဖောက်လာခြင်းတွေဖြစ်မယ်။နောက်ပြီးခြေထောက်တွေပါဖောက်လာမယ်။ဒါပေမဲ့ကြောက်ကမဟုတ်ပဲအခြားသောအကြောင်းရင်းတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ဒါတွေကတော့ကြောက်ကထိခိုက်တဲ့အခါဖြစ်တတ်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။မိမိမှာကြောက်ကရောဂါရှိမရှိသိနိုင်မယ့်နည်းလမ်းတွေကတော့ဆရာဝန်စီတွားရောက်ပြီးတော့စက်သက်စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။အခုပြောနေတဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်စီအမြန်ဆုံးတွားရောက်တိုင်းပြပါလို့ပြောချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိဘဝကျင်အတွက်အကျိုးတစုံတရာရရှိမယ်ဆိုရင်လိုက်ရင် share လေးလုပ်ပေးခဲ့ပါအောင်နော်ဗီဒီယိုတင်တိုင်းမြဲသိရအောင် channel လေးကို subscribe လုပ်အောင်ဒီလိုဆိုရင်လည်း subscribe လုပ်ပြီးဒီကခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်